လက်ရှိမြန်မာနိုင်ငံမှာအာရကတက်တော် AE ရဲ့စီးရေးရီမန်ဂျာဟာဘဲကိုဥတီသွားနေလဲဆိုတဲ့အပေါ်စီးရေးနဲ့နိုင်ငံရေးကက်ခတ်တွေကြားအမျိုးမျိုးသုံးသက်လျက်ရှိနေကြပါတယ်။ရခိုင်ဒေသရဲ့ပြည်မအကျော် AE နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေရဲ့စီးရေးရီမန်ဂျာဟာ AAVD မြေရဲ့အနောက်ဘက်ခြမ်းမှာရှိတဲ့ကာကွယ်ရေးပစ္စည်းစက်ရုံလေးစီကိုဥတီနိုင်တယ်လို့ရခိုင်ဦးဆောင်ပါတီ AFP ဥက္ကဋ္ဌဒေါက်တာအီမောင်က CNN သတင်းဌာနကိုပြောပါတယ်။ ရောက်ပြီးခုစီဒီဟာကြဖြစ်မယ်တကယ်တကယ်မြေလပန်းချစ်တဲ့တနည်းအားဖြင့်တန်နဲ့ပတ်သက်တဲ့ကကွေးပစ္စည်းဆိုင်ရရှိရဲ့ရောက်ပြီးနေ့နောက်ချမ်းပူကြမကွေးမင်းဘူးထိုးစစ်ကပုံများနိုင်တယ်ဆိုတော့လက်ရှိနေသားမှာမကွေးမင်းဘူးဘက်ကထိုးစစ်ဒီဥတိုင်းတာတီတို့ဒီဘက်ကပြန်လာပြီးတော့ရင်ဆိုင်နေတဲ့တကောဖြစ်တယ်ဗျဆိုတော့ရောက်ပြီးနေ့ကြီးကဘလို့မှရေမှန်းချက်နေနေ ပြဖြစ်နေတကယ်တကယ်သူစစ်ကသူ့ရည်မှန်းနိုင်တာကတောင်ကုန်းအန်းရီကိုမှန်းနိုင်ပြီးပြီကမှအန်းဒီဖက်စစ်တုခရံပြေပေါ်ပြတရားဒီနေ့နောက်ဖက်ချမ်းမှာရှိတဲ့ကဝေးပစ္စည်းဆိုင်လို့ရှိလို့ဒီတိုင်းနဲ့ကောင်းတိုင်းဒေတာရဲ့ဒီမအကျိုးဒီအပေါင်း PDF များရည်မှန်းချက်ကိုပြောနိုင်တာပါဆိုတော့အခုဖြစ်နိုင်တာကရှမ်းမန်းဆိုတာပြတ်သွားတော့ပချင်းဘက်ကရှမ်းမန်းရဲ့အဆက်အနေနဲ့ဒီလူကြီးမှန်းပုံပေါက်ပါတယ် ချင်းဘက်ကလည်းပမိုဘက်ကိုလာတယ်ပမိုကလည်းရောက်ဒီမြစ်ကိုစုံတယ်ပို့အဲ့ဒါကြောင့်ပမိုဒီအဓိကဖြစ်ပေါ်များတယ်အဓိကဖြစ်တဲ့ပမိုဒီကတော်တော်လေးအရင်ဆိုင်ပြီးတော့ပြန်လုပ်နေတဲ့ပုံပေါ့ဗျ အေယာဝတီတိုင်းဒေသကြီးပသိမ်မုံရလမ်းနဲ့ပဲခူးတိုင်းဒေသကြီးရန်ကုန်ပြည်လမ်းပိုင်မှာမြန်မာတပ်မတော်နဲ့ AAPDF ပူးပေါင်းတပ်များအကြတိုက်ပွဲတွေဖြစ်ပွားနေပါတယ်။အဲ့ဒီအပြင်ရခိုင်ယူမနဲ့မကွေးတိုင်းဒေသကြီးကိုဆက်သွယ်ထားတဲ့အမ်ဘရန်လမ်းပေါ်မှာလည်း AA နဲ့မြန်မာတပ်မတော်ကြားတိုက်ပွဲတွေဖြစ်ပွားနေပါတယ်။အဲ့ဒီလိုပဲတရုတ်စီမံကိန်းတွေအများပြားရှိနေတဲ့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မှာလည်းတိုက်ပွဲတွေဖြစ်ပွားနေသလိုချင်းမိနယ်အတွင်းမှာလည်း PDF တွေနဲ့ပူးပေါင်းကတိုက်ခိုက်ပြီးလျက်ရှိပါတယ်။အဲ့ဒီနောက်စကိုင်းတိုင်းဒေသကြီးအတွင်းကထီချိုင်း၊ကောလင်း၊အင်ဒေါ်၊ပမောစတဲ့တိုက်ပွဲတွေမှာလည်း AA က KIA PDF ABSDF တို့နဲ့ပူးပေါင်းကတိုက်ခိုက်လျက်ရှိ ိပါတယ်။အေအေအနေနဲ့ ARD တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ချင်းပြည်နယ်စတဲ့ဒေသတွေကိုဝင်ရောက်တိုက်ခိုက်နေတာကသူသိမ်းယူထားတဲ့ရခိုင်ပြည်နယ်မှာရှိတဲ့ဒေသတွေကိုတံပြန်ထိုးစစ်တွေမရောက်လာစေဖို့လိုက်ထိတ်နေတဲ့ပေါ်တာဖြစ်တယ်လို့ NCA ထိုးထားတဲ့ပိုးမျိုးသားလူမျိုးရေးအဖွဲ့ချုပ် PNLO NCAS ကဥက္ကဋ္ဌဘူမူကြီးခုံကက CNN သတင်းဌာနကိုပြောပါရတယ်။ ကျွန်တော်တွက်ချက်ကသူမကိုရရာဝတီတို့ဟိုမကွေးတို့ဝင်နေတာကရခိုင်လုံချုံကြီးတွက်ပဲလို့ကျွန်မယူဆတယ်သူရောက်ပြီးသားရခိုင်ကိုတံပြန်ထိုးပြစ်တယ်လာမယ့်လမ်းပေါ်ကိုလိုက်ချိန်တဲ့သဘောပေါ့ဗျာဒီကပ္ပဆတွေပါတယ်ကရှောက်လို့ပဲဆိုရင်သူရဲ့ ဆင်ဟာဘလောက်ရှိတော့တော့ကျွန်တော်မသိဘူးပေါ့ဒါပေမဲ့နောက်နောက်ကြောင်းလုံမှာမလားပေါ့ဗျာအခုကစစ်တူလက်တိုက်အကြောက်ဖြူလက်တိုက်ကြလားအဲ့ဒါအဲ့ဒါလည်းစဉ်းစားကြရတော့ရှိပါလားတိုးတော်လည်းပဲသူ့နိုင်ငံတကာအကူအညီတို့ပဲဝိုက်တဲ့နေနေပေါ့ဗျာနောက်ပြီးတော့မဟာမိတ်အကူအညီတို့ရှိရင်တော့လည်းမပြောတတ်ဘူးဟိုစီရင်ရမှာကြီးကြီးဖြစ်နိုင်တယ်ဒါပေမဲ့အဲ့ဒါလိုမရှိဘူးဆိုရင်တော့ရခိုင်ကြီးပဲတက်တက်ဆိုရင်တော့ကိုရရှိပြီးသားရခိုင်ပြည်နယ်လုံခြုံရေးအတွက်ချန်စီယိုထွက်ကာတဲ့သဘောလို့ပဲကျွန်တော်ယူဆတယ်အဲ့ဒီမှာသွားလို့လောက်ထားတော့ခံပြီးပြင်ရတယ်လေစစ ကောင်ဒီဘက်ကခံစစ်တွေပြင်နေရတော့အဲ့ဒီရခိုင်ကိုပြန်ယူဖို့အစီအမံချက်ကချလို့မလွယ်တော့ဘူးပေါ့ဗျာဆိုပေါ်ရတယ်အီဟာအနေဆုံးအဆင့်အနေနဲ့ confederation ကိုရလိုပြီးအမြင့်ဆုံးအနေနဲ့ရခိုင်နိုင်ငံတော်ထူထောင်ရေးဟီမန်းချက်တွေရှိနေကြောင်းပြောကြားထားပါတယ်။လက်ရှိမှာအီဟာရခိုင်ပြည်နယ်ရှိတန်တွဲ၊ကွာ၊အမ်၊မင်းပြ၊မြောက်ဦး၊မောင်တော်၊ရတိတောင်၊ပူတီတောင်၊ကြောက်တော်၊ပုံနာကျွန်း၊မန်အောင်၊ပောက်တော်၊တောင်ကုန်း၊မြေပုံစတဲ့ဒေသတွေကိုထိန်းချုပ်ထားပါတယ်။